ဒီညီလေးဆိုရင်23နှစ်ပဲရှိယူရစ်စက်က11ဆိုတော့မြို့သားခွန်ထက်မပူနဲ့ပေါ့နော်သူကမြေသမီးဆို6ပေါ့နော်သူတတ်မှတ်ချက်ကအဲ့လောက်ပဲရှိရကျွန်တော်ပြောပြမယ်ယူရစ်စက်ကတော့ခန္ဓာကိုယ်မှာသူကပူရင်း drive နဲ့ brain product နေနဲ့ထွက်လာတာဒါပေမဲ့ဒီကောင်ကဘာကောင်းတာလဲခန္ဓာကိုယ်မှာအချိုးပြူတယ်မယုံရင်ခင်ဗျားတို့ AI နဲ့လည်းမေးကိုယ်ခဲတဲ့ခောက်ကြည့်လိုက်သူကခန္ဓာကိုယ်မှာ acid တက်လဲလို့တယ် acid လေးလဲလို့တယ်ကျွန်တော်အမြဲတမ်းရှင်းပြတယ်ခင်ဗျအမြဲတမ်းကျမရဲ့ယူဆိုင်ပြီးတော့တန်ရှင်းအောင်နေတဲ့ကောင်ဟာ မင်းပြောတယ်လားပိုးဝင်ပြီးသေးလားပြောရတာကျွန်တော်ကျွန်တော်ပြောပြတဲ့နေမှာဟိုဟာရှေ့ဟိုပေါ့နော်ဟိုဘယ်လိုမှမဟုတ်ကွာအရန်ယူဆက်တဲ့ကလေးကသူ့နှုတ်တွေဖြစ်တယ်ချင်းတကောင်လေးကြိုက်တာနဲ့ပစ်ထားတယ်ကွာလမ်းမမှာအဲကျူတက်တွေမှာတော့နော်ပစ်ထားတယ်တိုက်သိချင်းဆိုတိုက်နေတယ်ချင်းရောမေအားရင်ကောင်းရောအဲ့လိုနေတဲ့ကလေးဖြစ်ချင်မှဖြစ်တာ immunity နဲ့လဲဆိုင်တယ်အဲ့တော့ယူရက်စစ်ကလည်းခင်ဗျခန္ဓာကိုယ်တည်းအမြဲတမ်းမကောင်းတာမဟုတ်ကောင်းတယ်ဒီကောင်က DNA တို့ RNA တို့ဆဲတွေကိုကာဝယ်ပေးတဲ့ထင်မှာပါတယ် တော်တော်အဲ့ဒါဖတ်ကြည့်ဟာတကောင်ထူးဆန်းတယ်ပေါ့ Uric acid ကတော်တော်လေးကိုအာတာမန်လူလေးနားလေတယ်လေအများစုကခေါက်ယောဂါတော့နော်လေးဘက်နာတော့ကြောက်တယ်တာတော့လည်းသိတာပေါ့မဟုတ်ဘူးဆက်ဆက်တယ်ဒီညီလေးဆိုရင်တေချာပေါက်ဝါလိမ့်မယ်23ဆိုရင် Uric acid တက်မှာတော့ तू ဝါလို့ပဲအဝါလုံလို့ဖြစ်တယ် Prediabetic Insulin Resistant Insulin ကိုခုခံနေပြီမသိပ်ပြီးတော့ဝါပေါ့ကောင်းကောင်းကြီးမတုံ့ပြန်တော့ဘူး Resistant ရနေပြီဒါပြောလို့ရပြီအဲ့တော့မဖြစ်လဲ Metabolic Disease နာရာရှိယောဂစုလက္ခဏာတွေးတိုးမယ်နှလုံးရယ်စီးကြိုရယ်တွေးရင်အစီများမယ်ခေါက်ဖြစ်မယ်အသေးအစီဖုံးမယ်ဒါယူရီအဆစ်နဲ့ပြောရတဲ့အတိုင်းကျွန်တော်တို့ဒါဘေးရင်ဆရာလို့ပေါ့နော်ဒီညီလေးဖြေဖက်တာ23မှာရှိယူရီဆက်11ကျော်ဆိုရင်ကျွန်တော်တို့မရှိဘူးကျွန်တော်တို့ခွန်မတက်ဘူးလေဘီယာမြင်များတောင်းမှဖြစ်တာဒါပေမဲ့ဘီယာနဲ့နဲ့တောင်းရင်လည်းဘာပြန်သိလားခန္ဓာကိုယ်အောက်ဆီဂျင်နဲ့စထရက်စ်ကိုကာဝယ်တယ်နော်အဆစ်ဆိုလည်းထင်မသိနဲ့အက်စကော့ဘစ်အဆစ်လေးဗီတာမင်စီယာအက်ဆစ်လေးမဟုတ်ဘူးလားတမန်တီးယာအက်ဆစ်ပဲလေး ဲ့တော့ပြောပြရပြပြနေပဲอ่ะเนาะဟိုဒါစိပညာရမ်းထူးဆန်းတယ်သိတော့လေပျော်ရှားကြီးနားထောင်ရတာခင်ဗျားတို့အစ်စ်တွေပြဒါဒါတော်တော်ဒါတရားဒါစာရေးလည်းမပါဘူးဒါအတွေ့အကြုံတွေရရောเนาะဟိုစိတ်ကုတဲ့တက်တန်းနေရောကျွန်တော်ကရှင်းပြတာစာရေးလည်းဖတ်တာလည်းပါတာဗောနော်ဒါပေမဲ့စာဖတ်တိုင်းလည်းစာထဲမှာပါခြင်းမပါအဲ့တော့ဒါဒီညီလေးကိုဒါပြပြနေပြန်ရဒါသူဒီဒါ insulin resistant ရနေပြီတေချာပေါ့ခုတ်တွေပိုင်းမဲလာနိုင်မယ်ဝလာနိုင်မယ်တွေးတို့နှလုံးစည်းကြိုတွေစလာနိုင်မယ်အဲ့တော့ weight ချရတော့မှာ နေရတဲ့အသားတွေမစားနဲ့နော်။ဒါပေမဲ့ urine acid ကခန္ဓာကိုယ်မှာကောင်းတယ်နော်။ oxidative stress နေနေဒီကော antioxidant နေနေဒီကောင်ကခန္ဓာကိုယ် defense system မှာ immune system မှာကာဝယ်ပေးနေတယ်။အရန်များသွားတော့မှာ over active ဖြစ်သွားတော့တာ inflammation ဖြစ်ပြီးနာတာရေရောင်ကန်းပြီးတော့ auto immune တွေကိုစတော့တာပဲ။ဒါရက်ဒီမှာပြဿနာကြီးဘောင်းဆုံးတက်တော့တာလေ။အဲ့တော့ urine acid ကခန္ဓာကိုယ်မှာအရန်အရေးကြီးပါတယ်။နှလုံးသတိထားပါ။နှလုံးသမားအများစုနဲ့ဓာတ်ရိုက်ဆက်ဆက်တယ်။ ဟုတ်ပြီနော်ထပ်ပြောဦးမယ်3မိနစ်လည်းမလောက်ဘူး uric acid battery နဲ့ထပ်ပြောဦးမယ်ပြောချင်နေကျွန်တော်